ရန်ကုန်ပြည်လမ်းစကွင်းတာဆောင်ကတော်လန်ဒိုးစစ်ဒရင်းကြီးကြားပြီးကြပြီရန်ကုန်သားတွေဂုံစာလို့ရပါပြီရန်ကုန်ပြည်လမ်းမထိရောက်လာနေပြီဖြစ်တဲ့တော်လန်ဒိုးစစ်အကြောင်းကြီးကြောက်တဲ့ဖက်စစ်တပ်တပ်ပြတ်နေပုံများမြင်မကောင်းဘူးတည်သွားတဲ့မတအလောင်းတွေအပုံအထက်နေပေါ်လိုက်တဲ့အရာရှိတွေတည်လိုက်တဲ့ဘုံမူးတွေလို့ဖက်စစ်တပ်တဲ့ စကပုံတွေ့နေပြီဗျမင်းအောင်လိုက်ဆိုရဲခွေးထက်မိုက်တဲ့ကောင်လက်အောက်မှာစစ်မှုထိုင်ရင်ဤကွဲတူတေခြင်းဇိုးပါလို့လူမျက်ကြော်ကတီအိုဒီပြောပြီးသားကိုမခံလေးစားလို့ရင်မတာပေါ်ကြမှာပါဗျအကြောင်းကြီးကြောက်နေတဲ့အေယာဝရီပြောပြရမလားဒါလေးမပြောခင်ပါကျွန်တော်အမှန်ဒီကနေ့ခင်ဗျားတို့ကို surprise တိုက်လို့ရင်မဝင်ခရိုင်ကိုကေးမှုဘူတံမရီရဲ့တည်င်းအခြေတည်င်းကြီးနေတယ်ဗျာ တလေမွေးနေတယ်ပေါ့နော်ဆိုတော့အကြောင်းအကျောင်းတွေကိုကျွန်တော်လိုက်လံလိလာဖတ်ရှုကြည့်ပြီးတကာလအချုပ်အနှစ်ချုပ်နောက်တော့နစနစ်ခုနှစ်များစီကဘုတိုင်မောင်းပါဝင်ဒလိုင်းရဘော20ကိုစုလိုက်ပြုံလိုက်တတ်ဖြတ်ခဲ့တာမှာတောင်းဝင်ရှိလူရာနူတိုခရိုင်ကိုကဲရီကိုကဲမှုဘုတံမီနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ရတဲ့ဘို့ စစ်ဆိုင်ရာစုံစမ်းရေးကော်မရှင်ဥပဒေပညာရှင်တယောက်နဲ့ဒီကနေ့တွေ့တယ်ဗျာစကားပြောဖြစ်တယ်မနက်9နာရီမှာအဲ့ဗီဒီယိုတင်ပြလိုက်နော်စိတ်ဝင်စားလာကြည့်တော်လိုင်းမှာဘာတွေလောက်တက်နေတာလဲဆိုတာတွေကိုဘာတွေဖြစ်နေပြီလဲဆိုတာကိုကွက်ကွက်ကွင်းကွင်းပြကျင်းမုံချင်းမပါဘူးမျက်နှာမျက်နှာလုံချင်းမပါဘူးဖားချင်းရားချင်းမပါဘူး အမှန်တရားနဲ့တရားမျှတမှုအတွက်ရက်ခံတိုက်ပွဲဝင်နေတဲ့သူတွေပေါ်ထွက်လာဖို့ငါတို့ဒီလူမျက်ကြော်များတာဆိုတာမျိုးစော်ပလော်တီးဖို့ခဏခဏပြောနေတယ်နော်။ဘာကြောင့်လဲ?မတရားတာကိုမတရားဘူးတော့မပြောရင်တော်လန်ရင်းလုံမနေနဲ့တော့ဗျာ။အချိန်ကုန်နေကုတ်စီပွားရတာကိုလုံးလိုက်ကြတော့မတရားတာကိုတော့မတရားဘူးပြောရလိမ့်မယ်ဗျို့။မတရားတာဟာတော်လန်ရင်း ရက်ကွက်မှလည်းရှိတယ်ဖက်စစ်တပ်ကတော့ပြောမနေနဲ့တက်ကနေ30တိအကုန်မတရားကျွန်တော်ပြောရမယ်ခွေးကချီးစားရင်တရင်မဟုတ်ဘူးမင်းအောင်လိုက်ဖက်စစ်တပ်ကစစ်ခွေးတတိုင်ချီးစားတာတရင်မဟုတ်ဘူးအမြဲတမ်းရုပ်မာနေတာဟုတ်ဒါပေမဲ့လူကချီးစားရင်တော့တရင်ဖြစ်လာတယ်ဗျအဲ့တော့တော်လိုင်းရေးဘက်မှာမတရားတာမတရားမှုကိုတော်လိုင်းတာပါဆိုပြီး မတရားတွေလုပ်နေရင်တော့ကျွန်တော်တို့ကတော့လက်မခံအဲ့တော့ဒီနေ့၁၉ရက်နေ့ရှောက်လာပိုင်း၂၅ခုနှစ်မှာနောက်ဆုံးရသတင်းတွေကိုကျွန်တော်တင်ဆက်ပေးပါဟင်းနောက်ဆုံးရအဲ့တော့ရေကြီးအယဝီမှာကြောက်ကြီးကြောက်ပြီးတက်ပြက်နေတဲ့ဖက်စတက်ရေကြီးမှာစခန်းမှုတွေလက်နဲ့ချ ။အော်စခန်းမှုမဟုတ်စခန်းမှုကလက်နဲ့ချခိုင်းနေရတဲ့အခြေအနေ။ရောက်နေရောက်နေအေးအေးဝင်လာရင်မင်းတို့လက်နဲ့ချနော်။အသိမခံနဲ့ရောက်နေရင်ဆိုရဲအရာတွေတိုင်းရေးကြည့်။ယင်းနာစစ်စင်းဂိတ်မှာဖက်စစ်တဟာမတာစစ်ပြင်စင်ပါ။အမတာစစ်ကမကြောက်ဘူးပေါ့ဗျာ။ကိုမြတ်ကျော်ခံစစ်ခံစစ်ပြီးမတာပေါ်တာပဲလေ။အဲ့တော့မတာစစ်လို့တခါလေးပြောတာအဲ့တော့စီရင်72စီးနဲ့ မစငါးရင်းနဲ့နက်နက်ပိုင်းမှာအတုတ်ကိုဖျက်ပြီးငါတိုင်းကြောင်းမြို့နီးဝင်ရောက်သွားတယ်။အမြောက်တက်ကြပြီးဂွားဘက်ကနေအေးအေးဝင်လာမှာဆိုးတဲ့အတွက်ရင်းနှသာစစ်စေးကိကိုအလိုအချင်းနဲ့မသာစစ်ပြင်နေတယ်ဆိုတဲ့အကြောင်းအမြောက်တက်မှာလူငယ်အားတွေဖြည့်နေတဲ့လေချောင်းပစ်ကူတွေတောက်လျှောက်ပေးဖို့လည်းရှိနေပါတယ်။ဇွန်လ12ရက်နေ့မှာရေကြီးမြောက်တဲ့အမတာ3လေးလေး3လေးလေးတွေကလက်နက်ကြီးတွေကိုကျုံမြော်ဖို့ရင်းပေါ်ရွှေ့ မတည်ဘူးမှနေတယ်ရင်းနှသာစစ်သေးကိမှခံစစ်လုပ်တယ်အဲ့တော့အမြောက်တက်သုံးလေးလေးကိုကာကွယ်ဖို့ကြုံပြော်မှစစ်ကူပြီးပို့နေတယ်ငါတန်းကြောင်ရခိုင်ကွာလန်းအမြောက်တက်သုံးလေးလေးတဝိုက်စစ်ကူလာတဲ့စစ်ကြောင်းတွေအခုမတာပေါ်တာများနေပြီအဲ့တော့အမြောက်တက်ဤမှာဖက်စစ်တက်ဟာလေကြောင်း drone ဆက်တက်လေကြီးတွေနဲ့ဘုံကျဲတိုက်ခိုက်နေတယ်စစ်ကူတော့ပို့မရပဲอืม အရကတက်တော့အေးနဲ့ပူပေါင်းတက်တွေကတော့အဖေအဖို့အတိုးအဆုတ်တွေနဲ့ viewer လှလှပပကစားနေတဲ့အတွက်ဖက်စစ်တက်ဟာယုံတောင်ပေးခွေးမြောင်းလိုက်နဲ့အယူမီဝိုင်းလေးရှိနေတဲ့အခြေအနေအဲ့တော့ဂျုံပြောမှာယေနနာစတိင်ဂိတ်နဲ့ဂျုံပြောကိုစစ်ကူဖြည့်ဖို့ဂျုံပြောမျိုးကလူငယ်တွေကိုပေါ်တာဆွဲပြီးစစ်အင်အားဖြည့်ဖို့အမိတ်ထုတ်ထားတယ်လို့ကျွန်တော်တို့သိကြရပါ ။ဒါကြောင့်ကြုံရောကလူငယ်များဘေးလို့ရအောင်ရှောင်တာပါ။တသားတစ်တေကိုရင်နာဂိတ်ပို့တာရိရင်နာစစ်စင်းဂိတ်မှာအကြောက်ကြီးကြောက်ကြီးချီးထွက်ပြီးစစ်စစ်ကြက်မှတ်နေတာတွေကိုမသိဘူးမသိနေ။စာတော့ကုန်ပြီပါတေဝင်းပိတ်နေပြီ73ကြီးပါတဲခွင့်မပေးတဲ့ကောင်လေး။အုတ်ကြီးထောက်ခံစာပါမစားတော့ကုံတွေတဲ့ခွင့်ရှိနာတွေကိုငါတို့သိတယ်မင်းတို့လောက်ထားအောင်ပေါ့ 闽南话，莫搞哟，莫搞乡里桥单哦！我罗列一下，莫做啊，别吵！要不然，年纪大，我胆量都困噶，我做伊母娘，也是看母娘，不时这个装的包的袋，看别什么汤，落奥米拉，那么，那大荔瓜，咪么讲？ ကျွန်တော်ပြောရတာနည်းနည်းအားနာတယ်စစ်တပ်ကတိတ်တာအလုံးရင်းပြအပုံအထက်ဖခင်မော်စီစာဂျာပြတ်ပြောမယ်ဘုံကြီးเจ้าမှာငတ်ပြတ်ပြီးထမင်းချက်စားနေတဲ့ပြည်သူစစ်ဆိုတဲ့အလီနတော်တွေနဲ့စကားဆောက်အာကတ် sorry အာကတ်တော့ဘာသာဆိုရင် KA ဘူးဟုတ်တဲ့ကဘလို့တိုက်တာလဲသိလားခင်ဗျာကျွန်တော်ပြောရင်ဒီအပူတွေပြည့်မယ်ဗီဒီယိုဖိုင်ပြတွေပါပြောမှသိလားအထူးတက်ဖွဲ့လို့သိလား ပြောင်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 ဆိုင်ကနေဝုန်းဒုန်းဒုန်းဒုန်းပြီးဝုန်းလို့ရှင်းလိုက်တာလက်တပြက်ဝင်တိုက်တာရှင်းလားတိုက်ခံရတဲ့ကောင်ကြီးသိလိမ့်မယ်အခုတော့ဆိုမြိုင်းနေမြက်ခွက်ဖြစ်နေလောက်ဟာအယောက်20လောက်မသာပေါ်ပါလေနော်ပုံမှုတကောင်ပါလေအချိန်ကြီးအကြောင်းကြောင်းနေရောက်ဖားပြက်သည်ရောက်လာပေမဲ့လူ900တက်သား900အသက်စည်ပြီးဖားကန့်ရောက်လာတဲ့စစ်ကြောင်းဟာ အခုဆိုရင်အာခတ်တော် sorry အာခတ်တော်ဝယ်ဖြစ် KIA နဲ့ပူပေါင်းတက်တွေရဲ့တက်တပြက်အထူးတိုက်ပွဲတွေနဲ့ရင်ဆိုင်နေရပြီတဖြောင်းဖြုတ်ကျွေပြီတရွေ့ရွေ့ပေနေတယ်ဆိုတဲ့အကြောင်းအသိပေးပါတယ်အဲ့တော့ဖာကန်ကိုထိန်းထိန်းနိုင်ဖို့ဖက်စတာစ조사နေတယ်ဖာကန်မှာခင်ဗျကျွန်တော်ပြောပြမယ်ဘယ်လောက်ဒီဖက်စတာရဲ့အကျိုးစီးပွားရှိလဲသိလား အောင်တောင်းလို့ဝင်ကြီးတွေဝင်ကြီးတွေပေါ့ဗျအောင်တောင်းလို့កောင်မျိုးကြီးရဲ့ဖခင်ကြောက်စိမ့်တွင်းတူးဖို့အတွက်လीကြောက်စိမ့်နေတူးဖို့အတွက်ရေစုပ်ထုတ်တာသိမ်းပေါင်း6တောင်းလောက်ပေါ့တိရအဲ့ဒါတော့ရေစုပ်ထုတ်တဲ့အဆင့်ပဲရှိသေးတယ်နော်ကျန်တဲ့ဒီဘဖိုးကားတွေဘာဒီမိဥစ္စာတွေဘာမပါဘူးဖခင်မှာစစ်တပ်ရဲ့အကျိုးစီးပွားကြီးကြီးမားမားရှိကိုရှိပါ ဒါကြောင့်ဖားကန်ကိုအသေးလေးကာဝယ်ဖို့ဖတ်စစ်တဟာပြင်းပြင်းထန်ထန်ဆောင်ရွက်နေတာပါ။အဲ့တော့အစာဦးကနဦးမပြောတဲ့ရံမူပြည်လမ်းမပေါ်ကသတင်းလေးလူမြတ်ကျော်ရဲ့အမှတ်ချက်လေးနဲ့အတူကြားချင်နေရပြီမလား။အဲ့တော့တပြိုင်နက်သဲမှာမင်္ဂလာသတင်းနဲ့စဖွင့်ပါမယ်ပြု။ရံမူပြည်လမ်းမစစ်ကွင်းတာဆုံတိုက်ပွဲမှာ တာယာဝတီခရိုင်ရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၁ဒုတိယဗိုလ်မှူးကြီးစော်မျိုးဝင်းနဲ့ဗိုလ်မှူးတဦးပြေသွားပါတယ်မတပေါ်ပါတယ်အတမဲ့ခန္ဓာဖြစ်သွားပါတယ်သူမိမတွေမုတ်ဆိုးမှဖြစ်ပါတယ်ဒီခဏမနေ့မနေ့က sorry ဇွန်လ16ရက်နေ့မင်းလာအုတ်တွင်းရွာစစ်ကွင်းတာတို့စစ်စေးဂိတ်ကိုလက်တမျက်ဝင်ပစ်တာဖြောင်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 အဲ့ဒီမှာဒေါ်နီရလေဗျာ မင်းလာသူတို့စုံမှုနေနေပေါ့ပါထောင်းထောင်းတော်တော်နဲ့ထွေဥပုံဗျာစီမံဥထုပ်ရေးအဖွဲ့ဝင်ဒီပြဘုံမူကြီးဇော်မျိုးဝင်း DST အမှတ်စဉ်ခွန်ဘုံမူဘုံမူတကော DST ရဲ့ပတ်စဉ်17နာမည်တော့မသိရဘူးလာတိုက်ပြန်တိုက်တယ်ပေါ့ရောသိပါလေပြန်တိုက်ရင်သိမှာပါပဲခံပြင်းရင်ရှင်းထားပါဘူးရှင်းတယ်မင်းတို့တော့ဘုံမူမကလို့ဘာကောင်ဖြစ်ဖြစ် ရှင်ဝိတအောင်တိုက်ပွဲကြောင့်ရန်ကုန်ပြည်ကားလမ်းမတစ်လျှောက်မှာကားတွေပိတ်ဆို့နေပြီးအခုအချိန်ထိမပြောတော့ဘူးအဲ့တော့၄နာရီမနေ့ကညနေ၄နာရီမှာဖြစ်ပြီးတော့တကာလဒီနေ့၁၉ရက်နေ့နနက်၂နာရီမှာမင်းနာမြို့နယ်အတွင်းကိုဖက်စစ်တပ်ဟာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့ဒီလိုပစ်ခတ်မှုကြောင့်ဖာလီကွင်းမြောက်စုရွာက အသက်80ရွယ်ငိမ့်သားကျောင်းကြီးဒေါ်တင်ကြီးတိတ်ဆုံးခဲ့ရတယ်။မတ်ခိုင်တင်းကြီးလည်းတိတ်ဆုံးခဲ့ရတယ်။မွန်လွဲပိုင်းမှာတော့ပြည်သူဝိုင်း4ကားတွေကိုချောဆွဲပြီးတာလေးရွာသူလာရောက်တဲ့ပြူစောထီးတွေကိုထပ်ပြီးတော်လိုင်းတက်တွေကဖြတ်တိုက်ပါတယ်။နေရာ3ခုမှာနော်ဂူရီချာနေလို့ရန်ကုန်ပြည်လန်းကိုပြည်သူလူထုလုံးဝဖြတ်တန်းတော်လာခြင်းမဟုတ်ဘူးဒီနေရာကနေကျင်ညာပါတယ်။အဲ့တော့ ကျောင်းတွေလည်းပိတ်လိုက်ပြီဖြစ်ပါတယ်။နော်။ဘကိုတိုင်းမင်းလာမှာမင်းလာမျိုးနဲ့ကကျူစုပါကြီးဆိုင်းဖို့ကြော်လိုက်ကြော်လိုက်တာနဲ့ PDF ထိချုပ်ထားတဲ့နေပြီ။ရှင်းတယ်နော်။မကျင်နေဘူးဆိုကြော်လာကြည့်လိုက်။မယုံဘူးဆိုကြော်လာကြည့်လိုက်။ဒီအချိန်လေးတွေအပြင်ကျွန်တော်တို့ဖက်စစ်တဲ့ရဲ့ကျွန်တော်တပွဲခိုင်းစေခြင်းခံရတဲ့ရဲတွေရဲတွေ တကူတက်ဝက်လို့တရောင်းစားလို့ပတ်စံတောင်းလို့ဆိုပြီးခေါင်းစဉ်ကခေါင်းစဉ်ကသူတို့ပြောတာနော်ကျွန်တော်မပြောဘူးရန်ကုန်မှာစစ်အုပ်ချုပ်ရေးတပ်ဖွဲ့စတင်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်ရင်းနဲ့ပတ်သက်တဲ့လုံပိုင်ဆောင်ရွက်ခွင့်တွေကိုအကုန်ကတ်တက်လိုက်ပြီဘာဖန်ဆီးမှုမလုပ်လို့မရဘူးစစ်တပ်ကိုတရင်ပို့ရမယ်စစ်တပ်ကခွင့်ပြုမှသာဖန်ဆီးရမယ် ရန်ကုန်ကိုစစ်အုပ်ချုပ်ရေးအောက်သို့သွင်းလိုက်တဲ့အချိန်မျိုးသိရပါတယ်ရန်ကုန်တိုင်းစစ်တိုင်းမှုကနေပြည်တော်စစ်ကောင်စီတပ်များကိုစုဘူးချိန်မောင်းမှုတွေရှိနေပြီရန်ကုန်တိုင်းခြေတိုင်းတိုင်းအရှံတက်မလောက်မှာတိုင်ရင်စင်ရင်ခမ်းမန်းအင်အားနှစ်လေးတထောင်လောက်ရှိတယ်တထောင်လောက်ရှိတယ်လို့သိရတယ်ရန်ကုန်တိုင်းခြေတိုင်းတက်မနှစ်ခုပြည့်တဲ့ချင်းမြတက်မ၁၁စကက၄ အင်အားမရှိတော့ဘူးဆေးဥကျော်ရေးပြထန်းထားတဲ့ပုံစံမျိုး ဖြစ်နေပြီးရဲနဲ့စစ်တပ်ပြန်ပစ်မလားဆိုတာမျိုးကိုလည်းကျွန်တော်တို့စောင့်ကြည့်ရပါပါရဲတွေကတော့စစ်တပ်ရဲ့တကယ့်ကျွန်းတပေါက်လို့အခိုင်းခံရတဲ့ကောင်းနေမျိုးပါအဲ့တော့လက်ရှိအချိန်မှာရဲဟာစစ်တပ်ကိုလုံခြုံရေးယူပေးရတာမျိုး တပတ်စီလဲခွေးမောင်းအဆင့်ကိုရောက်သွားပြီးတော့ရန်ကုန်မှာရဲတပ်ဖွဲ့လုံပိုင်ခွင့်လုံးဝကန့်သက်ပိတ်ပင်လိုက်ပြီးဂျုံတပေါက်ဘဝမှာဒီဒီထက်နှိမ်တော့အချိန်မျိုးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကရဲဆိုတဲ့ကောင်းပြီအကမသိရင်သူတို့မရပါပြောတော့ဆက်ပေးရမယ့်တဘောရှိနေပါလေအဲ့လိုပြောရင်ကောင်းပါဘာကြောင့်လဲဆိုတော့စစ်ခွေးတက်ဟာမရင်းတက်ပါ နောက်ဆုံးမိကုံးချုပ်အနေနဲ့မကွေးကပုံမူတင်တင်အောင်ဆိုတဲ့အကောင်တင်ကိုကိုအောင်ဆိုတဲ့အကောင် sorry တင်တင်အောင်တော့ပြစ်သွားတင်ကိုကိုအောင်ဆိုတဲ့အကောင်လေးနဲ့ကျွန်တော်မရိတ်တက်ဖြစ်ချောင်းတက်တိထပ်ပြပါမကွေးစစ်စဲလုံးမှာတာဝန်ကျနေတဲ့ဇော်ဂျီအမီနဲ့မကွေးမျိုးဗိုလ်ချုပ်လမ်းမှာစေကန်းဖွင့်ထားတဲ့ပုံမူတင်ကိုကိုအောင်မရိတ်ချင်တာအယောက်90တောင်ကောက်ရှင်းလားမယုံဘူးလား ိမ်တော်မကြခင်ကပတ်သက်ထားခဲ့မိတယ်အိမ်တော်ကြာသွားတာတော့သူ့ကိုလိမ်ဖြော်ပြီးပေးနေရတယ်လိမ်ဖြော်ပြီးမပေးရင်ဗီဒီယိုတွေထုတ်ပြမယ်ဒီကောင်ကဗီဒီယိုရိုက်ပြီးချင်းချောက်လိမ်မြတ်ထုတ်လူမျိုးရောင်ဆောင်ပြီးအမျိုးသမီး၅ယောက်တည်းမနေယူထားတယ်အဲ့တော့ သူ့ကိုလိန်ဖြော်ပြရေးမလုပ်ရင် PDF ကိုထောက်ပို့လုပ်တယ်ဆိုပြီးအမှုစဉ်ဖမ်းတိုင်းမယ်လို့ချင်းချောက်ပြီးမရင်ကြည့်နေတဲ့ဘုံမူတင်ကိုကိုအောင်ရောက်90တော့မကဘူးအိမ်တော်တွေမိမတွေပါတယ်တန်ရှင်းတွေပါတယ်တက်ကအရာရှိမတွေပါတယ်သူ့စေကကအကူတူနာပြုတ်တွေပါတယ်စေကုံကြီးကဝန်ထမ်းတွေပါ တတဲ့ကဘုံဥစဉ်တမိတွေတောင်ပါတယ်သူလူနာတွေကိုလည်းမရင်းချင်းမှုတွေရှိဒီလိုမရင်းတက်လက်အောက်မှာအမှုထမ်းနေရတဲ့စစ်စစ်တရဲ့ကျွန်းတပေါက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတဲ့ရဲတွေဟာအခက်မသိရင်သူတို့မိမတွေပါတမိတွေပါပျော်တော်ဆက်ပေးရမယ်အခြေအနေမျိုးစိုက်ရောက်နေဝတ်လေတာပြည်သူလူထုပေါ်မှာအမျိုးမျိုးရုံမှအကြမ်းဖက်ရက်စက်မှုတွေဟာ တဖြည်းဖြည်းဝိလေနေပါပြီဗမော်တိုက်ပွဲတွေလည်းပြင်းထန်တဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေရှိတယ်ကျွန်တော်တရင်အတိကြမရဘူးအတိပြုစဲမှုလို့မပြောတာအဲ့တော့ဖက်စစ်တပ်ရဲ့တယုတ်တကန်အမှန်ကတော့ပြောပြเสียရမလို့အောင်တည်ပြီးသားပြောကြတော့မယ်ဖက်စစ်တပ်လေနဲ့မဟုတ်ရင်တော့ပြူကြမယ်အခြေအနေတို့တော့ကျွန်တော်တို့ကလေနဲ့မမှုန်နိုင်သေးတာမသိလားရမမ ။ရံမမရဲနဲ့စစ်တပ်ပြစ်ခတ်မှုတွေဆက်လက်ဖြစ်ပေါ်ဖို့ကြားနေရပါတယ်။ပြစောတိရဲ့ကမာရုတ်လိုင်းရဲစခန်းတွေကိုဝင်ရောက်ပြစ်ခတ်မှုတွေနောက်ဆက်တွဲပြဿနာတွေတော်တော်ကြီးနေပါတယ်။ရံမစစ်ကွင်းတာဆောင်ထိရံမပြည်လန်းကစစ်ကွင်းတာဆောင်ထိရောက်လာပြီဖြစ်တဲ့တော်လန်ထိုးစစ်ဟာဖက်စစ်တပ်ဘလောက်ထိတောင်းခံနိုင်မလဲကျွန်တော်တို့စက်ကြည့်ရပါမယ်။နိုင်ငံတကာဖြစ်တဲ့စစ်ပွဲတွေတခြားမှာတော့စစ်မြေလာတိုင်းစစ်ရှုံးနေတယ်လို့ကင်းစစ်မြေလာမှာတော့ဥက္ကဋ္ဌတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေပါတယ် 那么因为突然爆炸嘛，没戏、哎、啊！本来天朝来的，跟伊个息息相关，突然呀，听到那彪坤西，乌龟塔、阿姆韦、太平、皮金号、椒农、鲁托皮、金牛巴米，哎呦！但系阿姆沃托呢？呢阿妈，你哪来巴尼？但系阿姆安尼阿拉嘛，西巴尼，突然伊这个，突然广西阿姆科文比。 အချင်းပြတ်နေတဲ့မတရားအခွင့်ရေးယူမတရားလုပ်နေတဲ့လူတွေလည်းရှိပါတယ်ဘယ်တော့မှအမှန်တရားနဲ့တရားမျှတမှုအတွက်လုံးဝနောက်မတွန့်ကြပါနဲ့လို့ပြောရင်ရှုံးရင်လည်းတိတ်ခါရှိရှိရှုံးမယ်နိုင်ရင်လည်းတိတ်ခါရှိရှိနိုင်တယ်ဒါဟာကျွန်တော်တို့ယုံကြည်ချက်ပဲဖြစ်ပါတယ်ဒီနေ့ရောဒီတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါ